င်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်25ရက်မှာရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲနိုင်ငံထွက်ပေါက်ရှာနေတဲ့မင်းအောင်လှိုင်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင် လုပ်မယ်လို့ပြောတဲ့သတင်းပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုမှတ်ကြောက်တင်ခံရအောင်လုပ်မယ်လို့စစ်ကောင်စီရွေးကော်ဥက္ကဋ္ဌပြောတဲ့အကြောင်းမြန်မာမှာရင်းနှီးလာတူးဖို့ UAE ကိုတောင်းဆိုတဲ့စစ်ကောင်စီစွန့်ဝင်ကြီး ြည်သူစစ်အာလုံးတက်စီမြင်အတိုင်းလုပ်ဖို့950ဖုန်ကြီးပြောတဲ့တဲ့င်။နောင်ရှိုတိုက်ပွဲတွင်အထိနာနေတဲ့ TNL နဲ့ပူပေါင်းတက်ပွဲဆိုတဲ့တဲ့င်။အီရန်ကိုဆွတ်ဆွေပြီးတိုက်ပွဲ ပြန်ဆမယ်လို့ Israel ပြောတဲ့အကြောင်းအဲ့လိုတနစ်တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပတဲ့င်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီနေ့အတွက်ပထမအဦးဆုံးတဲ့င်းကတော့ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်လို့နိုင်ငံထွက်ပေါက်ရှာနေတဲ့စစ်ကောင်ဆောင်က ြောဆိုလိုက်တဲ့သတင်းနဲ့စားလိုက်ရှင်ပါကိုပြည်သူကိုပြန်တက်နေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေကတုံးရတာကျင်းပမဲ့ငញ្ញမ်းညီလာခံကိုဒီနေ့မှာစတင်လိုက်ပါတယ်အဲ့ဒီမှာပြောရဲမင်းကွန်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာသိမ်းတာမို့လို့ပြည်သူတွေလိုလားတဲ့ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့မင်းအောင်လှိုင်ကယတိပတ်ပြောကြားလိုက်ပါတယ်ဒီရွေးကောက်ပွဲကိုနိုင်သူအကုံယူစနစ် FPTP အပြင်အရှိုးကြောက်ကိုစားပြုစနစ် PR စနစ်ကိုလည်းထည့်သွင်းအသုံးပြုမယ်လို့သူကထပ်ပြောပါတယ်။ရွေးကောက်ပွဲဟာတနင်္ဂနွေလုံးနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့မာဆလာခစ်ကနေ2020အထိလောက်ခဲ့ရဲ့ရွေးကောက်ပွဲအားလုံးရာနှုန်းပြေမလုံးနိုင်ခဲ့ဘူးလို့သူကပြောတော့ပါတယ်။ဒါပေမဲ့85ရာခိုင်နှုန်းအထိနေမြေဆုံးရှုံးသွားတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုကြေကြေပြန့်ပြန့်လုံးနိုင်အောင်စ조사နေတယ်လို့စစ်ရှုံးစစ်ကောင်ဆောင်ကပြောပါတယ်။ အဓိကတော့ရွက်ောက်ပွဲကလွတ်လပ်ပြီးတရားမျှတဖို့လိုပါတယ်လို့2020ပြည်내ရွက်ောက်ပွဲနိုင်သူတွေကိုဖြုတ်ချပြီးအာနာသိမ့်ကက်သူကပြောပါတယ်ဒီနေ့စတင်ကျင်းပတဲ့ဒုတိယအကြိမ်မြောက်2025ငင်းချင်းရေးဖိုရန်ကိုတရုတ်ထူးကိုယ်စားလှယ်တိန့်ရှီကျွန်းနဲ့မြန်မာနိုင်ငံဆိုင်ရာ UAE တန်အမတ်တက်လက်တက်ရောက်လာတာတွေ့ရပါတယ်စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ချိန်မှာအလုံးထက်မြင့်ပြီးအထူးထုတ်ထားတဲ့ခုံနဲ့မင်းအောင်လံကထိုင်ပြီးအရိုက်ခံခဲ့ရတာကိုလည်းတွေ့ရပါတယ် ပြီးခဲ့တဲ့ Matchla 24ရက်ကနေ26ရက်နေ့အထိပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာတော့နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍအပြင်စီးပွားရေးနဲ့နိုင်ငံဖွံ့ဖြိုးရေးအထိဆွေးနွေးခဲ့ပြီးအချိန်တော်အတွင်းလုံရမယ့်ဆင်းရဲချက်နဲ့ရည်ရှိအတွက်ဆက်ကြရရှိခဲ့လို့သိရပါတယ်။ဒုတိယအနေနဲ့ပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုမှတ်ကြောက်တင်ခံရအောင်လုပ်မယ်လို့စစ်ကောင်စီရွေးကော်ဥက္ကဋ္ဌပြောလိုက်ပြန်တဲ့သတင်းဖြစ်ပါတယ်။အားလုံးမပါဝင်နိုင်တဲ့အပြင်ပြည်သူတွေလက်မခံတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့ဆိုင်းပြင်းနေတဲ့ အာဏာသိမ်းစစ်ကောင်စီဩဇာခံစစ်ကောင်စီရွက်ကောက်ပွဲကော်မရှင်ကမှတ်ကြောက်တင်ခံရတဲ့ရွက်ကောက်ပွဲဖြစ်အောင်လုပ်မယ်ဆိုပြီးပြောနေပြန်ပါတယ်ကော်မရှင်အနေနဲ့ဘယ်ပါတီကိုမှဗမ်းမလိုက်ပဲလွတ်လပ်ပြီးတရားမျှတတဲ့ရွက်ကောက်ပွဲမှတ်ကြောက်တင်ခံရတဲ့ရွက်ကောက်ပွဲဖြစ်အောင်မှန်မှန်ကန်ကန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အဲ့ဒီရွေးကော်ကိုဥဆောင်နေသူကပြောလာတာပါမနေ့ဂျွန်လ24ရက်ကစစ်ကောင်စီဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံချင်း UEC ဥက္ကဋ္ဌဥက္ကူကိုက ပြောသွားတာပါသူတို့မှန်မှန်ကန်ကန်လုံနေရတယ်ကိုစစ်ကောင်စီဝါရဖြန့်သတင်းမီယာတွေကနေတဆင့်ကိုဘီဝါရဖြန့်ပေးဖို့လဲသူကတိုက်တွန်းသွားပါသေးတယ်စစ်ကောင်စီလက်ဝတ်ခွင့်အဖွဲ့နှစ်ခုပေါင်းပြီးရွေးကောက်ပွဲအကြိုကာလရွေးကောက်ပွဲကာလရွေးကောက်ပွဲနှောင်းပိုင်းကာလတွေမှာလှုပ်ဆောင်ကြမယ်လို့ဆိုပါတယ်ဒီနေ့ဒီဇင်ဘာလထဲလှုပ်ဖို့လုံပန်းနေရဲ့ရွေးကောက်ပွဲကိုပြည်သူတွေအပါအဝင်တော်လင်းအင်အားစုတွေနဲ့ရုရှားတရုတ်တို့ကလွှဲပြီး နိုင်ငံတကာကကန့်ကွက်ထားပါတယ်။တာဒီယာသတင်းကတော့မြန်မာမှာရင်းနှံလာတူးဖို့စစ်ကောင်စီစွန့်အဝင်ကြီးကဂျွေအီးနိုင်ငံကိုတောင်းဆိုလိုက်ပါတယ်။တယန်ဇာရတွေကိုထိမ့်သိမ့်မယ်လို့ပြောထားတဲ့စစ်ကောင်စီရဲ့စွန့်အဝင်ကြီးကမြန်မာမှာရင်းနှံလာ တူးကြဖို့ရင်းနှံတထဲတွေစုဝေးရာဂျွေအီးနိုင်ငံကိုဖိတ်ခေါ်လိုက်ပါတယ်။မနေ့ကဂျွေအီးလို့အများသိကြတဲ့ RS ဆိုပါများနိုင်ငံရဲ့တန်မတ်ကြီး Master Abdullah Fahin နဲ့ စစ်ကောင်စီစွမ်းဝင်ကြီးဥက္ကူကိုလွင်တို့နေပြောမှာတွေ့ဆုံခဲ့ကြပါတယ်။အဲ့ဒီမှာဘယ်လောက်ွက်တယ်လို့ထဲမပြောထားတဲ့မြန်မာကအလားအလာရှိပြီးအမခန့်ချက်ကောင်းတဲ့ကမ်းလန်လောက်ွက်တယ်မှာ UAE အနေနဲ့လာရောက်ရင်းနှီးမြှုပ်နှံရေးထွက်တင်ဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကဝါဒဖြန့်ပါတယ်။တခါ UAE စစ်ကောင်စီစီးပွားရေးနဲ့နေပညာပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်တွေအကြောင်းနှစ်နိုင်ငံစွမ်းအင်ကဏ္ဍအပြင် တခြားစီးပွားရေးကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ကြဖို့အပြင်အကာအကွယ်ပေးရတို့ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကဒီနေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။မေလာကမှခန့်တာတဲ့ UAE ရဲ့တာမတ်တစ်ဟာဒုတိယမြောက်အဖြစ်စစ်ကောင်စီစွမ်းအင်ဝင်ကြီးနဲ့တွေ့ဆုံတာဖြစ်ပြီးစစ်ကောင်စီဒုဝင်ကြီးရှုပ်ဦးတန်းဆွင်နဲ့ပထမအဆုံးမြန်မာစွန့်ရင်ကဏ္ဍမှာလာရောက်မြင်းနီးမြှောက်နှံဖို့ဆွေးနွေးထားပါသေးတယ်။ပြည်ကဲ2024ခုနှစ်အတွင်းမြန်မာကနေ ရွေအေးကိုအမေရိကန်ဒေါ်လာတန်90ကျော်တန်ဖိုးရှိတဲ့ရေထွက်ကုန်နဲ့ကုန်ပစ္စည်းတချို့တင်ပို့ထားတယ်လို့စစ်ကောင်စီစင်းတဲ့အရာသိရပါတယ်။ဆက်လက်ပြီးပြည်သူစစ်အားလုံးတက်စီမြင်အတိုင်းလုပ်ဖို့950ဖုန်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ပြည်သူစစ်အားကောင်းတဲ့စကိုင်းတိုင်းကမ်ပလူမြို့နယ်မှာမနေ့ဂျွန်လ24ရက်ကပြည်သူစစ်ကောင်းဆောင် ဖုန်ကြီးဝါတော်ရဲ့ပြည်သူစစ်တင်တဲ့ဆင်းမွေးကိုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာပြည်သူစစ်အားလုံးစစ်တမ်းအမိန့်နာခံပြီးတပ်စီမံအတိုင်းလိုက်နာဆောင်ရွက်ဖို့အထူးမှကြားချက်အနေနဲ့950ဖုန်းကြီးက ပြောသွားပါတယ်။နောက်ပြီးတိုင်းပြည်နဲ့ဒေသအေဂျင့်ဘို့အတွက်ဆရာတကာပူပေါင်းလှုပ်ဆောင်ဖို့လည်းလူသက်အပေဖုန်းကြီးကပြောပါတယ်။တခါအဲ့ဒီဖုန်းကြီးကပြည်သူစစ်အဖွဲ့ဆိုတာတေရင်းထဲပို့ခံရမယ့်စစ်တပ်ရဲ့အရန်အင်အားဖြစ်ပြီးဒေသလိုအပ်ချက်အရာတာဝန်ကိုကြီးပွားအောင်ထမ်းဆောင်ရမှာဖြစ်တယ်လို့ အန်ဒီအမျိုးမျိုးကိုကာကွယ်သွားရမယ်လို့ပြောပါတယ်950ဖုန်းကြီးဟာနမယ်စွန်းနဲ့ကြော်ကြပြီးတော်လင်းအင်အားစုတွေကိုဆဲဆုံနေတဲ့ဖုန်းကြီးတစ်ပါးဖြစ်ပါတယ်တော်လင်းတပ်ဖွဲ့တွေရဲ့အားကြောင့်အင်အားမရှိသလောက် ရော့ပါလာတဲ့စစ်ကောင်စီတပ်ဟာအရင်အင်အားအနေနဲ့ပြည်သူစစ်တွေဖွဲ့စည်းပြီးလက်နက်တပ်ဆင်ပစ်သလိုစစ်မှုထမ်းဟောင်းတွေကိုလည်းအရင်အင်အားဖြစ်အသုံးပြုနေရပါတယ်ပြည်တွင်းနောက်ဆုံးသတင်းကတော့နောင်ရှော့တိုက်ပွဲအတွင်း TNL နဲ့ပူပေါင်းတပ်ဖွဲ့တွေအထင်အရှားနေတဲ့အကြောင်းဖြစ်ပါတယ် တိမ့်ပိုက်ထိန်းချုပ်ထားတာတနည်းနေပါကြာလာချိန်မှာရှမ်းမြောက်နောင်ရှုံမြို့နယ်မှာတအန်းတက်နဲ့ပူပေါင်းအဖွဲ့ရဲ့အထင်နာနေရလို့ဒေသတွင်သတင်းမြစ်တွေစီကနေသိရပါဗျ။တောင်ခမ်းကနေတဖြစ်ဖြစ်ရှစ်တိုလာနေနိုင်တဲ့စစ်ကောင်စီတပ်တွေဟာအင်အားထောင်ရှည်အပြင်လေကြောင်းလက်နက်ကြီး drone တွေနဲ့ပါထိုးစစ်ဆင်ခံနေရတာကြောင့်တော်လင်းအင်အားစုတွေထိခိုက်တည်ဆုံးမှုနဲ့မြင့်တက်နေရလို့သိရပါဗျ။ TNL ဘက်ကနောင်ရှုံမြို့ကိုမထိခိုက်ဘူးလို့ပြောနေပေမဲ့အနီးတစ်ဝိုက်ကရွာတွေကိုစစ်ကောင်စီတပ်တွေက တိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်ဆိုတာကိုငင်းချက်လည်းမထုတ်နိုင်ပါဘူးလက်ရှိနောင်ရှုံမြို့နယ်တဝိုက်ကတိုက်ပွဲတွေဟာအပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့စစ်ရေးသတင်းမြစ်တွေစီကနေသိရပါတယ်အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးဒီနေ့တော့တိုက်ပွဲကအရန်ပြင်းထန်နေတယ်လက်နက်ကြီးကတနက်အတန်တွေကအခြေအပန်းနေရာအစုံကိုအတန်ထွက်နေတယ်ဘယ်နှပုံရမှန်းတောင်မသိဘူးလင်းရင်လဲလာကျဲအောက်လဲကြောက်ရအပေါ်ဝဲနေတဲ့လင်းရင်လဲကြောက်ရ ကိုစီလာမကြဖို့ပဲဆူတောင်းနေရတာလို့အုံမတီးရွာခန်းအမျိုးသားတူကပြောပါတယ်။ MPA ရဲ့မြေပြင်သတင်းရင်းမြစ်တူကလည်းမနေ့ကနောင်ရှုံမြို့အနေဖြစ်ပေါ်နေတဲ့တိုက်ပွဲရဲ့အထဲကိုစစ်ကောင်စီကလေချောင်းကဘုံကျဲတိုက်ခိုက်မှုကြောင့်ရဲဘော်၁၀ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့လို့ပြောပါတယ်။လက်ရှိနောင်ရှုံမြို့နယ်အထက်ကလက်ပံကုန်းတရက်ကုန်းညံတော်ရှုသွန်းလုံဝဲအုံမတီးနယ်ဆမ်မစစ်စတဲ့ကျေးရွာ9ရာမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ PSLF TNL ကပြောထားပါတယ် TNL နဲ့ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့ဇူလိုင်10ရက်မှာနောင်ရှုံမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့အမြောက်တပ်တွေရှေ့ဟာတောင်ခမ်းကျဲရွာကိုမသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အခုလိုမြို့ကိုပြန်လည်ချိန်ချောက်ခံနေရတာဖြစ်ပါတယ်နောက်ဆုံးပြပတဲ့တဲ့အနေနဲ့အီရန်ကိုဆွတ်ဆွေပြီးတိုက်ပွဲပြန်ဆမယ်လို့ X-ray ပြောလိုက်တဲ့တဲ့နဲ့နှုတ်ဆက်လိုက်ပြစေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြေညာခဲ့တဲ့အပြစ်ခက်ရက်စရဲကိုအီရန်ကရှုတ်ဖောက်တဲ့အနေနဲ့ ဒုံးကျည်နဲ့တိုက်ခိုက်နေလို့ X-ray ကဆွဆွေပြောဆိုလိုက်ပါတယ်။တဆက်တဲ့အနေနဲ့ X-ray ကကွေဝင်ကြီး X-ray gas ကအီရန်ကိုပြန်လဲတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်လို့ writer သတင်းမှာဖော်ပြပါတယ်။ X-ray ကကွေဝင်ကြီးရဲ့ကြေညာချက်မှာတီရန်မှာရှိတဲ့အစိုးရပိုင်ပစ်စီရနဲ့အကြံဖတ်အဆောက်အုံတွေကိုပြစ်မှတ်ထားတဲ့ပြင်းထန်တဲ့စစ်ဆင်ရေးတွေကိုဆက်လက်လှုပ်ဆောင်ရမယ်လို့အမိန့်ပေးထားပါတယ်။အီရန်ကတော့အပြစ်ခက်ရက်စရဲကိုမရှိုးဖောက်ပဲပြီးခဲ့တဲ့နိုင်ပိုင်းအတွင်း X-ray ဘက်ကို ဒုံးကျည်ရဲ့ပြစ်လက်တာမရှိဘူးလို့အီရန် လက်နက်ကင်တပ်ဖွဲ့ညှိနှိုင်းကွက်ကွယ်ရေးမှူးချုပ်ကငင်းလိုက်ပါတယ်။မနေ့ကထွန့်ဟာသူအပြည့်ရဲ့မုံသဘောတူညီချက်ရပြီလို့ပြောပြီးနှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အပေါ်ဒေါသတကြီးတုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီးအီရန်နဲ့အစ္စရေးနှစ်နိုင်ငံလုံးကိုစိတ်ပြန့်မိတယ်လို့လည်းပြောသွားပါတယ်။အမေရိကန်ရဲ့ဂျောင်းဝင်မှုနဲ့ပြီးခဲ့တဲ့ဂျွန်လ13ရက်နေ့ကအစ္စရေးရဲ့တိုက်ခိုက်မှုကနေစတင်ခဲ့တဲ့တိုက်ပွဲတွေကိုမနေ့ကလေကြောင်းတိုက်ပွဲ၊ စနေမြောက်တန်နေမှာပဲအပြည့်ရဲ့စကားစခဲ့ရဖြစ်ပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြီးရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။